မင်္ဂလာပါဒီတစ်ခေါက်ဆွေးနွေးမှုလေးကိုကြိုဆိုပါရယ်ဒီနေ့ကျမတို့အမ်ရထားတဲ့အချက်အလက်လေးတွေကြည့်ပြီးတော့ American စီးပွားရေးအခြေအနေတွေကကမ္ဘာရွှေဈေးကွက်ကိုဘယ်လိုများဟိုရိတ်ခတ်နေတယ်လဲဆိုတာလေးလေ့လာကြည့်ကြမှာပါစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါရထားတဲ့အချက်အလက်တွေအရာဆိုရင်တော့ American စီးပွားရေးထူးထူးဖြင့်ဒေါ်လာတန်ဖိုးကရွှေဈေးအတက်အကျကိုအဓိကမောင်းနေနေတဲ့အားတစ်ခုပါနော်ဟုတ်ကဲ့ အဲ့ဒီဆက်စပ်မှုတွေကိုရှင်းရှင်းလင်းလင်းလေးဖြစ်သွားအောင်အဓိကအချက်တွေကိုကြီးကြရအောင်ဟုတ်ကဲ့အသေးစိတ်ကြည့်ကြတော့ပေါ့ဒါဆိုပထမဆုံးအနေနဲ့အဲ့ဒါဒေါ်လာတန်ဖိုးပေါ့အချက်လက်တွေမှာတွေ့ရတာကဒေါ်လာတန်ဖိုးကျသွားရင် USD အားနဲ့သွားရင်ရွှေဈေးကတက်လိရှိတယ်ဆိုတာမျိုးဘာလို့လဲအဲ့ဒါကအဲ့ဒါကဒီလိုရှိတယ်လေကဘာဈေးကွက်မှာရွှေကိုဒေါ်လာနဲ့အဓိကသတ်မှတ်အယောင်းဝယ်လို့ကြတော့ဒေါ်လာဈေးကျသွားရင်အားနဲ့သွားရင် တခြားပိတ်ဆံကြိုက်ထားတဲ့သူတွေဥထပ်ပေါ်တော့ ရွှေကိုဒေါ်လာနဲ့ဝယ်ရတာကဈေးပိုတက်တာတော့လို့ဖြစ်သွားတယ်။อืมๆဈေးတက်တာတော့ဝယ်လို့အားတက်လာတော့ပေါ့။ဟုတ်ပါတယ်။ဝယ်လို့အားတက်လာတယ်နောက်ပြီးတော့ယင်းနိမြုံတန်သူရိမြန်မာကြတော့ဒေါ်လာကမခိုင်မာဘူးလို့ထင်ရတဲ့အခါမျိုးမှာသူတို့ပိုင်ဆိုင်မှုတန်ဖိုးကိုထိန်းဖို့အတွက်ရွှေကို safe haven ဆိုတဲ့လုံခြုံတဲ့ခိုးလုံရအဖြစ်ဝယ်ယူတတ်ကြတယ်လေ။ဒါကြောင့်လဲဈေးတက်နိုင်တယ်။အာဟုတ်ပြီဟုတ်ပြီ။ ဒါဆို ပြောင်းမြန်ဖို့ဒေါ်လာတန်ဖိုးတက်နေ USD အားကောင်းနေရွှေဈေးကကြော့တက်တယ်ဆိုတဲ့သဘောပဲပေါ့မှန်ပါတယ်ရေပြည့်ရဖြစ်တော့အဲ့ဒီလိုပြောင်းမြန်အချိုးကျော်လေးရှိပါတယ်ဒါတို့ရဲ့အမဲတန်းတော့လည်းအဲ့ဒီလိုတသမတ်ဒီတော့မဟုတ်ဘူးပေါ့လေတခြားချက်တွေလည်းရှိသေးတယ်ဟုတ်ကဲ့နောက်ထပ်အရေးကြီးတဲ့ချက်တစ်ခုအဲ့ဒါက American ဘဟုဘန် Fed ရဲ့အဒိုနုံဆုံးဖြတ်ချက်တွေနော်ဆိုတော့ Fed ကအဒိုနုံလေးတက်လိုက်ပြီဆိုရင်တော့ဘာဖြစ်မလဲအဒိုနုံတက်လိုက်ရင် များသွားရင် ဒေါ်လာတန်ဖိုးကလည်းလိုက်တက်လေးရှိတယ်။အဲ့ဒီအခါစောစုကပြောသလိုရွှေစည်းကိုဖိအားပေးနိုင်တာပေါ့။နောက်တစ်ချက်ကပူရေးကြီးတာက opportunity cost လို့ခေါ်တဲ့အခွင့်အလန်းကုန်ကြစိတ်ပဲ။အော် opportunity cost အခွင့်အလန်းကုန်ကြစိတ်။ဟုတ်ရွှေဆိုတာကသူ့ချီတက်တက်ကင်ထားရင်အတိုးမှမရတာလေ။အတိုးမဲ့ပိုင်ဆိုင်မှုပေါ့။အဲ့ဒီတော့အတိုးနှုန်းတွေမြင့်နေတဲ့အချိန်မှာအမေရိကန်အစိုးရငွေတိုက်စားချုပ်လိုမျိုး အတိုးတေချာရတဲ့နေရာတွေမှာရင်းနှီးရင်အချိုးမြတ်ပိုရနိုင်တယ်။အဲ့ဒီချိန်မှာအတိုးမရတဲ့ရွှေကိုကင်ထားခြင်းကဟိုတခြားမှရနိုင်တဲ့အတိုးပိုလက်လွတ်လိုက်ရတယ်လို့ဖြစ်နေတာပေါ့။အဲ့ဒါအခွင့်အလမ်းကုန်ကြစိတ်များသွားတာ။အော်ရှင်းသွားပြီ။ဆိုတော့ရင်းနှီးမြုပ်နှံသူတွေကအတိုးမရတဲ့ရွှေအစားအတိုးရတာကိုပိုလိုချင်ထွားနိုင်တယ်ပေါ့။ဟုတ်ပါပဲ။အချိုးမြတ်ပိုရနိုင်တဲ့ဘက်ကိုရွှေထွားနိုင်ချေရှိတဲ့အတွက်ရွှေဝယ်လိုအောင်ကြပြီးဈေးချနိုင်ချေရှိတာပေါ့။ ဒါကြောင့်အတွုံုံနေကြနေချိန်မှာကြတော့ပြောင်းပြန်ဖြစ်သွားရောရွှေကပိုပြီးဆွဲဆောင်မှုရှိလာတတ်တယ်။အင်းအတွုံုံနေရင် opportunity cost နဲ့တွားပြီးရွှေဘက်ကိုပြန်ရောက်လာကြတယ်ပေါ့။မှန်ပါတယ်။ဒါကမူဝါဒပိုင်းဆုံးဖြတ်ချက်တည်းရဲ့အသားပေါ့။အဲစီးပွားရေးကိုလည်းမတိမညင်ဖြစ်လာရင်တော့ဥပမာငွေကြေးဖုံးဖော်မှု inflation အရန်ဆိုးလာတာမျိုး recession လို့ခေါ်တဲ့စီးပွားရေးကျဆင်းမှုတွေဖြစ်လာရင်တော့ဘယ်လိုလဲ။ အချက်လက်တွေထဲမှာရွှေကို inflation hedge လို့တုံထားတာတွေ့ရလေ။အဲ့ဒါတီးကြတဲ့အတုံးလုံးမှာ inflation အယံမြင့်လာရင်ငွေစက္ကူရံတန်ဖိုးဝယ်နိုင်စွမ်းကကျလာတယ်လေ။အဲ့ဒီအခါလူတွေကတန်ဖိုးကျနေတဲ့ပိတ်ဆံအစားတန်ဖိုးပို့ခိုင်းမာတယ်လို့ယုံကြည်ရတဲ့ရွှေကိုဝယ်စုပြီးတန်ဖိုးထိန်းကြတယ်။အဲ့ဒါကြောင့်ရွှေဝယ်လို့အားတက်ပြီးဈေးပါတက်လာလိမ့်ရှိတာပေါ့။ဟုတ်ကဲ့။အချက်လက်တွေထဲနောက်ဥမာပေးထားတာရှိတယ်လေ။ 2020ကနေ2023လောက်အတွင်းကိုကိုဗစ်ကာလတွေရုရှားယူကရိန်းစစ်ပွဲအချိန်လေးတုန်းက American မှာ inflation ရမြင့်တက်သွားတာနဲ့အတူရွှေဈေးလည်းတမိုင်းဝယ်အမြင့်ဆုံးထိရောက်ခဲ့တယ်ဆိုတာမျိုးပေါ့ဟုတ်ပါပြီစီးပွားရေးကျဆင်းမှု recession အချိန်ဒီမှာတော့အလားတူပဲလားဟုတ်ကဲ့အလားတူတဘောပါပဲ recession ဖြစ်လာပြီးတောင်းမှုဖြစ်နိုင်ခြင်းများလာပြီဆိုရင် stock ဈေးကွက်လို့စွန့်စားရမှုများတဲ့ risky ဖိုင်ဆိုင်မှုတွေနဲ့ရှောင်ပြီးတော့ ရွှေရဲ့ safe haven ဆိုတဲ့လုံခြုံစိတ်ချရမှု ဆွဲဆောင်အားကပိုတက်လာပါတယ်ဆိုတော့ဝယ်လိုအားတက်ကီဈေးတက်လာပြန်ရောอืมဒါဆိုမတည်ငြိမ်မှုတွေဖြစ်လေလေရွှေရဲ့ safe haven ဆွဲဆောင်မှုက ပိုကောင်းလေလေပေါ့အကြံပြင်းတော့လို့ပြောနိုင်ပါတယ်နောက်ကချက်လက်ချက်မှာ American ဆိုရရဲ့ကျွေးမိကန့်သက်ချက်ပြဿနာတွေ debt ceiling နောက် US China ကုန်သွယ်ရေးတင်းမာမှုလိုမျိုးကမ္ဘာပထဝီနိုင်ငံကြီးအခြေအနေတွေအကြောင်းလည်းနေနေပါသေးတယ်ဒါတွေကတော့ဟုတ်ကဲ့ အဲ့ဒါဒီအလုံးကလည်းစီးပွားရေးဒါမှမဟုတ်နိုင်ငံရေးမရေရာမှု မတည်ငြိမ်မှုတွေကိုခက်စေတဲ့အချက်တွေပဲလေအဲ့လိုမရေရာမှုတွေများလာရင်ယင်းနှိမ့်နှံသူတွေကစိတ်မလုံးဂျုံဖြစ်လာပြီးတော့လုံဂျုံတယ်လို့ယူဆရတဲ့ရွှေကိုပဲပိုးပြီးအားကိုးလာကြတယ်အင်းအင်းနောက်ပြီးဘိုးဘန်းတွေကိုတိုင်ကရွှေတွေဝယ်စုတာမျိုးအထူးသဖြင့် fat လို့ဘိုးဝန်းကြီးကဝယ်တယ်ဆိုရင်ဈေးခွက်ကိုပိုရိုက်ခတ်နိုင်တယ် နော်ရေနံစည်းလိုမျိုးအချက်တွေကလည်းတွယ်ဝိုက်ပြီးတော့ထ ắt ရမှုရှိနိုင်သေးတယ်ဗျာတတော်များတာပဲနော်ဒါဆိုရင်ဒီအချက်တွေအားလုံးကိုခြုံပြီးပြန်ကြည့်ရင်ဘယ်ဟာတွေကအဓိကတောချက်တယ်လို့ပြောလို့ရမလဲအဓိကအကြဆုံးတွေကိုပြန်ကောက်ရရင်နော်အမေရိကန်ဒေါ်လာတန်ဖိုးအပြောင်းလဲ Fed ရဲ့အသွုံးနှုန်းမူဝါဒလာရပြီးတော့ငွေကြေးဖောင်းဖွမှုအခြေအနေနော်ရေးပွေးစီးပွားရေးနဲ့နိုင်ငံရေးတည်ငြိမ်မှုအခြေအနေအဲ့ဒါတွေကကဘာရွှေကြီးအပေါ်မှာအော်စာကြီးဆုံးအချက်တွေလို့ဆိုနိုင်ပါတယ်ဗျာ။ ဟုတ်ကဲ့ဒါကြောင့်မလို့အချက်လက်တီကအကြံပြုထားသလိုပေါ့ရွှေဈေးကွက်ကိုစောင့်ကြည့်လေလာတို့တဲ့အနေနဲ့ဒေါ်လာဈေးညွန့်ကိန်းဒီအထူးသဖြင့် XAU USD လို့ခေါ်တဲ့ရွှေနဲ့ဒေါ်လာလဲလှယ်နှုန်းပြီးတော့ Fed ရဲ့ကြေညာချက်တွေမွာရတွေကို အနီးကစောင့်ကြည့်ဖို့လိုအပ်တယ်ဆိုတာပါပဲရှင့်ဒါဆိုရင်တော့ခြုံပြောရရင် American စီးပွားရေးအခြေအနေတွေဆိုတာ ကဘာရွှေဈေးကွက်ကိုဒီလိုရှုပ်ထွေးပြီးအပြန်လန်ဆက်ဆက်နေတဲ့လမ်းကြောင်းတွေနေတော်တော်လေးကိုလွမ်းမိုးနေတယ်ဆိုတာရှင်းပေါ်ပြီကောနော်ဟုတ်ပါတယ်တော်တော်လေးကိုသောစားကြည့်ပါတယ်ဒီအချက်လက်တွေပေါ်မူတီဗီဆက်စင်းစားစရာလေးတခုကတော့လေအနာဂတ်မှာ American စီးပွားရေးမတည်ငြိမ်မှုတွေထက်ချစ်လာဟဲ့ရင်အခုခေတ်စားလာတဲ့ digital ငွေကြေးတွေ cryptocurrencies တွေကနှပေါင်းများစွာရွှေကရယူထားတဲ့ safe haven ဆိုတဲ့အခန်းကဏ္ဍကိုဘလို့စင်ခေါ်လာနိုင်မလဲတောင်းဖို့အားပြေပေးမလားဆိုတာကတော့ အဲစိတ်ဝင်စားစရာမေခွန်းတစ်ခုချစ်လာနိုင်မှာပဲလို့ပဲပြောရမှာပါပဲဟုတ်ကဲ့အဲ့ဒါကတော့ not as ဆွေးနွေးစရာခေါင်းစဉ်တစ်ခုဖြစ်လာနိုင်တာပေါ့